เนาะကျွန်တော်တို့မြန်မာလူမျိုးတွေရထုံကြကတကယ်တမ်းကျွန်တော်ကျွန်တော်ပဲတင်တယ်ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်ပဲတင်တယ်ဘယ်ဆရာပဲတင်တယ်ဘယ်သူပဲတင်တယ်ကျွန်တော်တို့ဝေဖန်တုံးတက်ဖို့ဝေဖန်တုံးတက်ရေးဖို့အရေးကြီးတယ်ဝေဖန်တုံးတက်ရေးဖို့အရေးကြီးတယ်ဒါကဝေဖန်လဲဆိုတာကပြစ်တင်ရှုံကြခြင်းပြောတာပေါ့မအောင်ဘယ်လိုလဲဆိုတာကိုထောက်ထားပြနိုင်ဖို့အရေးကြီးတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေကညတော်ပြီထူးချွန်နေတူးကောင်းတယောက်ကောင်းစူပေါင်းနဲ့ကြတဲ့အဆင်ပြေဘူးเนาะညတော်ပြီစူပေါင်းနဲ့ဖြစ်ရှင်းတဲ့ပြဿနာတိုင်းဟာ အောင်မြင်တာများတယ်ဘယ်အဖွဲ့ရှိပါ့မလဲရှိဘယ်မှာဖြစ်ဖြစ်ပေါ့ဗျာနော်အဲ့လိုပုံစံပဲကျွန်တော်ကျွန်တော်ပြောခဲ့တယ်လို့ပဲကျွန်တော်ကဒူးလေးပြတ်သွားတယ်ကဒူးလေးလည်းပြန်ထောင်ချင်တယ်အရင်ကဒူးမှာရှိခဲ့တဲ့ဆရာကြီးကိုလည်းကျွန်တော်ကအဲ့ဒီလုတ်ပေးဆရာကြီးလည်းရှိသေးတယ်အဲ့ကဒူးကိုလည်းကျွန်တော်ကဟိုပြန်ရချင်သေးတာပေါ့ကျွန်တော်လောစီလုတ်နေအောင်လုတ်တဲ့ဆရာလည်းမတွေ့ဘူးဖြစ်နေတာပေါ့ဗျာနော်နောက်တော့ဖြစ်အဝေးဘက်မှာသုံးတက်ပါနော်ဒါကျွန်တော်အခုနှိမ့်မဲ့လိုက်ကအဆရာကိုကျွန်တော်ကဖလာဖြစ်တဲ့ကိုခတ်ပါတော့ ်ဒါအခုတိရတော့မကြလေးဘူးကျွန်တော်နာမည်နာမည်တိတာပေါ့လူကတော့သိချင်းတိမှာပေါ့လေနောက်ပြီးတော့ဒီဆရာကဘောမြည်ပေါ့နော်ဒါဆရာတို့ကျွန်တော်ဝေးမဲ့လဲဆိုတာလေးစားလုံးတော့နော်လေးစားလုံးတို့သူတို့မြင်ရင်လည်းမြင်မယ်မြင်ရင်မှလည်းမြင်မယ်ဒါပေမဲ့လုတ်တင်တလားမလုတ်တင်ဘူးလားဆိုတာကဆရာတွေရောဝါသနာရှင်တွေရောသုံးတခုရာမျိုးရဲ့အဓိကအခြေခံပဲနော်အဓိကအခြေခံပဲဆိုတော့အဓိကနံပါတ်1ခေါင်ကဒီဝဲမှာပါလဲဆိုတော့အဓိကမိကဒီခေါင်ပဲကျွန်တော်တို့သုံးထည့်စီပဲနော်သုံးထည့်စီ၄ချိန်ပဲဒီသုံးထည့်စီ၄ချိန်ကို တော်တို့ဘာနေပဲယူယူကနန်းအရှင်ပြည်တယ်။နောက်နှလုံးကောက်လိုက်မယ်ဆိုရင်အသုံးသိစီနှလုံးကတရားပေါ့အသုံးသိစီကတရားပေါ့ပါတော့တာ။ဘရိတ်ကောက်မလားတရားပေါ့ပါတော့တာနော်။ဘရိတ်ကောက်မလားထေစီဘက်ကောက်မလားတရားပေါ့ပါတော့တာနော်။ဘရိတ်ကောက်မလားထေစီဘက်ကောက်မလားတရားပေါ့ပါတော့မှာ။ကျွန်တော်တို့က၅ခက်ဆက်6ခက်ဆက်9ခက်ဆက်တွေကပြလို့ရတယ်။အဲ၅ခက်ဆက်6ခက်ဆက်9ခက်ဆက်တွေကကနန်းတက်ကွက်တွေဖြစ်မလားဘူး။ကနန်းတက်ကွက်တွေဖြစ်မလားဘူးနော်။ဒါပေမဲ့ကျွန်တော်ကျွန်တော်လောက်တာလဲမှန်သလားဆိုတော့မမှန်သေးဘူး။မမှန်သေးဘူးဆိုတော့က မချုပ်မိတို့မငုံမိလေးပေါ့ဗျာနော်ဒါကျွန်တော်လဲစိတ်ပိုင်းဆိုင်ရာအတက်နိုင်ဆိုအနေထားနေပြီပေါ့နော်ဒါပေမဲ့ဒီတစ်ပတ်မှာတော့ဆက်နေချိန်မှာတော့ကျွန်တော်ပြောချင်တာကကျွန်တော်အခုဘေးအများကြီးထက်တာလေကျွန်တော်ဘေးမကုန်းမချင်းမနှက်ပြမလက်ခင်းလဲလွင့်ချင်းလိမ့်မယ်နေ့လေလဲလွင့်ချင်းလိမ့်မယ်ညနေလဲလွင့်ချင်းလိမ့်မယ်ကျွန်တော်အချိန်မီးတလဲဆက်လွင့်နေမယ်အဲ့ဒီတလဲဆက်လေးကိုလွင့်ပြီးပြီဆိုမှဒါဒီဘာကြောင့်ဘယ်လိုဖြစ်သွားလို့မကင်ဘူးဆိုတာကိုအသေးစိတ်ရှင်းပြပြီးဆိုမှကျွန်တော်ခဏပဲကျွန်တော်နောက်ဆုံးပြီးတင်ပြပြီးပြီနော်ဒီတုတ်ထိပ်စီ၃ချိန်လို့ယူလာတဲ့ခါမှာ တုတ်သိစီ၄ချိန်ပေါ့ဒါဆိုကျွန်တော်တို့၅ချိန်မြောက်ပေါ့ဗျာနော်ကျွန်တော်တို့၅ချိန်မြောက်ပေါ့အဲ့တုတ်သိစီနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကောင်းဆုံးခဏလေးတကွထုတ်ပြမယ်နော်ဒါပေမဲ့အကောင်းဆုံးခဏလေးတကွထုတ်ပြမယ်လုံးဝမထုတ်ဘူးဆိုတာတော့အာမခံတယ်လုံးဝမထုတ်ဘူးဆိုတော့အာမခံတယ်တိတ်ချီပြီးထိုးချင်အောင်ဖြစ်နိုင်တယ်ခဏလေးတကွနော်ဖြစ်နိုင်တယ်ခဏလေးတကွဒါကဆရာကဘောမြင်နဲ့ဆရာဖနာကျွန်တော်ပြောခဲ့တဲ့ကိုခန့်လူတင်ထားတဲ့ကနန်းဆိုင်ပေါ့နော်ဒီတော့ဖြစ်ရှင်နေနဲ့ပတ်သက်ပြီးတော့ပေါ့ဗျာနော်ဒါပေမဲ့နောက်ဒါလေးလည်းကျွန်တော် ပြန်ပြီးတော့တုံ့တက်ပြပြမယ်နော်ပထမဆုံးဒီဆရာကိုခန့်ယူထားတဲ့ဒီတုံညလေးလဲဆိုလို့သုံးလောင်းပြီပေါ့နော်သုံးညလေးလဲသုံးလောင်းပြီကိုနှလုံးပေါင်းကြီးတွေသုံးဖို့ခြေခြေဝုံးလေးနော်ခုနဲ့ခုနဲ့ပေါင်းလို့ရှိရင်လေးကျွန်တော်ကလိုက်လို့နဲ့ခါကျနေနေမြန်မြန်သွားလို့ပေါ့နော်မြန်လေးဆိုတော့အကြည့်ရတဲ့လူတွေကျွန်တော်ကဟိုဘေးကုန်းမှာဆုလို့ပါကျွန်တော်လိုက်ကပြမယ်ဆိုရင်အခုလဲကျွန်တော်ကိုယ်လဲကုန်းသားပြီးလိုင်းကြရင်လဲကျွန်တော်ထပ်ပြပြမယ်ကျွန်တော်တက်တက်ရေးဆင်ဆင်ပြပြမယ်ဘာကြောင့်မလို့လဲဆိုတာပေါ့နော်ဒီနှလုံးပေါင်းကြီးတွေလေးနော်ခုနဲ့ခုနဲ့ပေါင်းလို့ရှိရင်ခုနဲ့ခုနဲ့ပေါင်းလို့ရှိရင်6 9နဲ့9နဲ့ပေါင်းလို့ရှိရင်6 6နဲ့8နဲ့ပေါင်းလို့ရှိရင်4เนาะ6နဲ့8နဲ့ပေါင်းလို့ရှိရင်4 8နဲ့9နဲ့ပေါင်းလို့ရှိရင်9เนาะကျွန်တော်တို့ဒီ3 4ပြားကပြီးခဲ့တဲ့ဘက်ကတုံးသိစီရကျွန်တော်ကောင်းပါတယ်ဟိုကောင်းပြီမဲ့လဲကျွန်တော်တို့မတွဲမိဘူးကျွန်တော်ပြောခဲ့တယ်တိ6နဲ့9ထိစီ၄လုံးနဲ့မှာတိ6လေးထိစီလဲမှာကျွန်တော်တက်တက်ထဲပါလဲမပါသေးဘူးเนาะဒီ3 4 6လေး9ဆိုရဲခဏန်း၅လုံးပေါ့နောက်ပိတ်ပြီးပေါင်းလိုက်တဲ့ခါမှာเนาะအဲ့နောက်ပိတ်ပြီးပေါင်းလိုက်တဲ့ခါမှာအဲ့နှလုံးပေါင်းကြီးဒီ3 ဒါသူဆရာယူထားတာနော်နှလုံးမောင်းကြီးဒီတော့ဒီနှလုံးမောင်းကြီးဒီခွန်လို့လဲမှတ်ခဲ့အောင်ပေါ့ဗျာနော်ဒီနှလုံးမောင်းကြီးဒီ sorry ဒီနှလုံးမောင်းကြီးဒီဒီသုံးလုံးမောင်းကြီးဒီဒီသုံးလုံးမောင်းကြီးဒီခွန်ပေါ့ရှစ်ခွန်နဲ့သုံးလုံးမောင်းကြီးဒီခွန်ခွန်နှစ်ရှစ်သုံးလုံးမောင်းကြီးဒီခွန် sorry ခွန်နှစ်ရှစ်သုံးလုံးမောင်းကြီးဒီခွန်နဲ့စပါဗျာခွန်နှစ်ရှစ်သုံးလုံးမောင်းကြီးဒီခွန်ရှစ်ရှစ်တုံညာသုံးလုံးမောင်းကြီးဒီ6နော်ရှစ်တုံညာသုံးလုံးမောင်းကြီးဒီ6ကိုးတုံညာကသုံးလုံးမောင်းကြီးဒီ4နေငါကူသုံးလုံးပေါင်းကြီးဒီ6เนาะဒီဘက်ကကျွန်တော်တို့လဲတိုင်းနဲ့သူဆရာပြထားတာကရှင်းသုံးလုံးပေါင်းကြီး5ကိုပြထားတယ်เนาะ က်ဆရာကိုကစေတလုံးမဟာလေးပဲပြတာလေသူကဇာနာဘာမှမပြဘူးပေါ့နော်ဒီနေ့ကျွန်တော်တွေ့လိုက်လို့ဒါဒီနှလုံးပေါင်းကြီးဒီသုံးကိုနော်ဒီနှလုံးပေါင်းကြီးဒီသုံးလေကျွန်တော်တို့ဒီနှလုံးပေါင်းကြီးသုံးလုံးပေါင်းကြီးဒီခွန်လေသုံးရဖြစ်သွားတာမို့လားဆူလိုဂျီနက်တစ်ပြရဒီကောင်နဲ့ဒီကောင်နဲ့သုံးရပေါ့နော်ဆူလိုဂျီနက်တစ်ပြအဲ့ခွန်လေးပြမယ်အဲ့ခွန်ကိုသုံးတိတိထည့်သွားလို့ရှိရင်သုံးလို့ဖြစ်သွားတာနော်ကတော့ပြောတဲ့ဒါဒီဆက်မပုံတော့ကျတဲ့ရှင်းနေပါဆိုဒီလေးလေးပဲမှတ်တယ်နော်အဲ့လေးလေးကိုရှစ်ရှစ်သုံးညသုံးလုံးပေါင်းကြီးဒီ6 ဒီလေးနဲ့ရှောက်နေပေါ့လို့ရှိရင်ကျွန်တော်တုံညာလို့ဖြစ်သွားတာအဲ့တုံညာကိုရှိရတုံတိစေလို့ရှိရင်တုံလို့ဖြစ်သွားတာဆိုလိုချင်တဲ့အဓိပ္ပာယ်နော်ဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီချက်တယ်6အဲ့6ကိုကျွန်တော်တို့ကိုးတုံညာကနှလုံးပေါင်းကြီးဒီလေးလေးနဲ့ရှောက်နေပေါ့လို့ရှိရင်ကျွန်တော်တို့တုံညာလို့ဖြစ်သွားတာအဲ့မှာတုံတိစီလေးထည့်လိုက်တော့တုံလို့ဖြစ်သွားတယ်ဒီမှာကျွန်တော်တို့လေးလို့ဖြစ်သွားတယ်နော်အဲ့လေးကိုကျွန်တော်တို့2 5ကိုနှလုံးပေါင်းကြီးဒီ6 6ကိုလေးနဲ့ပေါ့လို့ရှိရင်တုံညာအဲ့တုံညာဒီတုံတိစီနဲ့ပေါ့လို့ရှိရင်တုံလို့ဖြစ်သွားတယ် သူဆရာကကျွန်တော်တို့ကဒီသုံးလုံးပေါင်းဒီကောင်ပေါင်းကြီးဒီအခုဒီမှာကကျွန်တော်တို့ကခွန်လို့ရိုက်ထားတယ်။အဲ့ခွန်ကိုကျွန်တော်တို့၃ညဖြစ်ဖို့ရတဲ့သုံးလုံးပေါင်းကြီးဒီသုံးလို့ဖြစ်ရမယ်။အဲ့သုံးဆိုရင်ကျွန်တော်တို့ခွန်နဲ့ပေါင်းလို့ရှိရင်၃ညလို့ဖြစ်မယ်။သူဆိုချင်တဲ့ပြသူကရှေးပေါင်းကြီးငါးကိုကင်ထားတယ်။နော်ရှေးပေါင်းကြီးငါးကိုကင်ထားလို့ရှိရင်ဒီသုံးတွေစီကအော်တိုဝင်တယ်။နော်သုံးတွေစီလည်းအော်တိုဝင်ရမယ်။နှစ်ခါတိုင်းကလည်းအော်တိုပါပဲ။အဲ့လိုဖြစ်သွားတဲ့အခါမှာ၃ည၅၃ည၅ပြားလို့ရိုက်သွားလို့ရှိရင်သုံးတွေစီလည်းပေါင်းလို့ရှိရင်၃၃၃၃၃ဆိုပြီးတော့၅ပြားသူကအော်တိုပါသွားတယ်။ အဲငါးပြားအော်တိုပါသွားတဲ့ခါမှာဒီဘက်မှာလာခဲ့တယ်ဒါကြောင့်လို့ဆရာကဘောမြည်ရဲ့ site ပေါ့နော်ဆရာကဘောမြည်ရဲ့ site နဲ့ခုနကကျွန်တော်ဒီပြောခဲ့တဲ့ဆရာရဲ့ site နဲ့ဆက်ဆက်ပြီးယူကြည့်မယ်ပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကဒီ3ညခုံခုံ3ညခုံခုံ3ည3မှာကျွန်တော်စိတ်နာခဲ့လို့ပေါ့နော်လေးသက်ထရိုက်လာငါးခက်မြိုက်ဘူးနော်နောက်ဖိုင်လေးကြမှာကျွန်တော်ဆိုရှင်ပြပြီးမယ်နော်အဲ့ဒီ3ညခါလေးနဲ့နှလုံးပေါင်းချင်းခုံလေးနဲ့ခုံလို့ရိုက်တယ်ခုံကိုကျွန်တော်တို့ဒီ break ကိုနဲ့မပေါင်းသေးဘူး ဘရီကိုးနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ခွန်ကိုကိုးနဲ့ပေါင်းလို့ရှိရင်6လုံးလုံးပေါင်းကြီးဒီခွန်6တွေ့4 4ကိုနဲ့ပေါင်းလို့ရှိရင်6ခွန်ခွန်ကိုကိုးနဲ့ပေါင်းလို့ရှိရင်6 6ကိုဘရီ30နဲ့6တုံညာကိုနဲ့နဲ့ပေါင်းလို့ရှိတုံညာကိုနဲ့နဲ့ပေါင်းလို့ရှိ2 2ကိုဘရီ4နဲ့ပေါင်းလို့ရှိရင်6 3ကို4နဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကိုဘရီကိုးနဲ့ပေါင်းလို့ရှိရင်6ဆို6ငါးပြဒါဘရီကိုးနော်အဲ့ဒီဘရီကိုးကတော့တူစီပါတဲ့တွေဒီနှလုံးပေါင်းခြင်းနှလုံးပေါင်းကြီးဒီခွန်ကိုနှလုံးပေါင်းကြီးဒီ6နဲ့3လို့ထည့်တာပဲခုနကကျွန်တော်ပြောခဲ့တဲ့3ဒီခွန်ကို ဒီ6နှစ်ပေါ်လို့ရှိရင်တော့အုံထိပ်ရှိလားဒီခွန်ကို9နှစ်ပေါ်လို့ရှိရင်ဒီ6ကို9နှစ်ပေါ်လို့ရှိရင်တော့အုံထိပ်ရှိလားခွန်ကို9နှစ်ပေါ်လို့ရှိရင်6 6ကို9နှစ်ပေါ်လို့ရှိရင်တော့အုံထိပ်ရှိလားသုံးလုံးပေါင်းကြီးဒီ2နှစ်ကို10နှစ်ပေါ်လို့ရှိရင်တော့အုံထိပ်ရှိလားကျွန်တော်ပြောတာကကျွန်တော်လိုင်းမော်တင်တဲ့အခါမှာတွက်တက်တက်ချက်တက်တက်ဆရာကြီးအကြံဉာဏ်ပေးပါဆိုတော့ကျွန်တော်ဒါပြောတာဆရာကြီးတက်တက်လောက်တင်စမ်းအဆရာကြီးတင်တဲ့ပို့ကိုကျွန်တော်ကြည့်နိုင်တယ်အမှတ်ခံရတယ်ဆရာကြီးတက်တက်လောက်ပို့တင်တယ်ဒီပို့ဖြစ်နိုင်လားမဖြစ်နိုင်လားကျွန်တော်သုံးသက်တက်တယ်ဒါပုံမလေးလေးပြောပါလားသူတို့ကြည့်တယ်လို့ကျွန်တော်မကြည့်နိုင်ဘူး ဒါပေမဲ့ဒီ site ကဖြစ်နေလားမဖြစ်နေလားကျွန်တော်သုံးသပ်နေတယ်2 D ပဲဖြစ်3 D ပဲဖြစ်ဖြစ်ကြိုက်တာတင်လိုက်အဲ့လိုပုံလေဒါတင်မှာတင်မှာဆိုတာကျွန်တော်ပြောတာဘယ်လိုပဲတောင်ချင်းမြောက်ချင်းပဲတင်နေတင်းစားမိမိတို့တွေ့တာဒါကျွန်တော်မမြင်တာတွေမြင်ကြမယ်ပေါ့ဗျာနော်အဲ့လိုပုံလေအခုဒီမှာကကျွန်တော်တို့တုံးလုံးပေါင်းကြီးဒီခွန်တုံးလုံးပေါင်းကြီးဒီခွန်ကိုကျွန်တော်တို့ကနောက်လုံးပေါင်းကြီးဒီ6နဲ့မှာတုံးမယ်ဆိုရင်ကျွန်တော်တို့တုံးနှစ်လေးနော်တုံးနှစ်လေးဘရိကလည်းကိုဘရိဖြစ်ရမယ်နော်တုံးကို လေးနဲ့ပေါ်လို့ရှိရင်ခွန်ခွန်ကို6နဲ့ပေါ်လို့ရှိရင်3 3တိ3တိရှိပရိကူလေးဖြစ်ရမယ်အဲ့လိုဖြစ်သွားတဲ့အခါကျတော့သူ့ဆိုလိုချင်တဲ့တိပြအပေါ်ကလာခဲ့တဲ့ကောင်အောက်ကလာခဲ့တဲ့ကောင်အခု9ခက်စီကိုက်သွားပြီရှင်နမောင်းရင်းကနမောင်းရင်း6 3တိနေလိုက်တိုင်း၄လောက်ပြမပါသေးဘူးနော်၄လောက်ပြမပါသေးဘူးပရိကူလေးပါသွားတယ်ပရိကူလေးပါသွားတယ်၄လောက်ပြမပါသေးဘူးအဲ့တော့ကျွန်တော်တို့ကဘယ်လိုပြလဲနော်ပရိကူလေးခုနကကျွန်တော်ပြောခဲ့တဲ့နှလုံးပေါင်းကြီးတိ3ဒီမှာတည်ခဲ့တဲ့ရနော်နှလုံးပေါင်းကြီးတိ3တည်ခဲ့တယ်ခုဒီချိန်မှာ ဆက်လာပဲပေါ့နော်အဲနှလုံးပေါင်းကြီးဒီသုံးခုဒီနှလုံးပေါင်းကြီးဒီနှစ်နဲ့ပေါင်းလို့ရှင်နှလုံးပေါင်းကြီးဒီနှစ်နဲ့ဒီသုံးနဲ့ပေါင်းလို့ရှင်ကျွန်တော်ငါးလို့ဖြစ်သွားတယ်နော်အဲ့ဒီငါးကိုကျွန်တော်ဒီသုံးလုံးပေါင်းကြီးဒီခွန်ခွန်ကိုကျွန်တော်ဒီရှင်းနောက်ပိတ်လေးနဲ့ကျွန်တော်ငါးလို့ဖြစ်တာနော်အခုဒီမှာကကျွန်တော်ပြောခဲ့တဲ့3 4 6 4ခွန်ထောက်ပြနေရမှာဆိုပေါ့နော်သုံးခုမှတ်ခဲ့သုံးခုဒီသုံးလုံးပေါင်းကြီးဒီနှစ်နဲ့ပေါင်းလို့ရှင်ငါငါးဒီကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီခွန်ခွန်ကိုရှင်းနဲ့ပေါင်းလို့ရှင်ဒါနော် မြက်ကလေးလေးရှိတယ်အဲ့လေးကိုကျွန်တော်တို့ရှစ်ရှစ်သုံးသုံးလုံးပေါင်းကြီးဒီကိုလေးကိုကိုးနဲ့ပေါင်းလို့ရှိရင်သုံးအဲ့ဒီသုံးဒီကျွန်တော်တို့ခွန်တစ်6သုံးလုံးပေါင်းကြီးဒီလေးလေးကိုကိုးနောက်ပြီးနဲ့ပေါင်းလို့ရှိရင်သုံးဒီမြက်ကကျွန်တော်တို့6 6ဖြစ်ထားတယ်6ကိုကျွန်တော်တို့ကိုးတုံညာသုံးသုံးလုံးပေါင်းကြီးဒီနှစ်ကို6နဲ့ပေါင်းလို့ရှိရင်8အဲ့ရှိဒီကျွန်တော်တို့ခွန်တုံညာခွန်ကိုးတုံညာသုံးလုံးပေါင်းကြီးဒီ6 6ကိုနှစ်နဲ့ပေါင်းလို့ရှိရင်8ဒါကကျွန်တော်တို့ထိပ်စီးနဲ့နောက်ပြီးနဲ့ချုပ်တာခုနကထိပ်စီးနဲ့အလဲတိုင်းနဲ့ချုပ်တာ ခုတခါခုနပြောတော့တာကနံလုံးပေါင်းကြီးနဲ့ထေစီနဲ့ချုပ်တာเนาะခုနတော့ထေစီနဲ့ပရိနဲ့ကိုပရိနဲ့လည်းချုပ်ပြီးလားเนาะအခုဒီမှာကျတော့ကျွန်တော်တို့က၄ဖြစ်နေတယ်အဲ့၄ကိုကျွန်တော်တို့ခုံ39ကို39ကိုသုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့နှစ်လောက်ပြီးလဲပေါ့လို့ရှိရင်၄အခုဒီမှာကျွန်တော်တို့ခုံနောက်ပြီးကြံနေတယ်เนาะခုံတစ်လုံးကြံနေတယ်အဲ့ခုံကိုကျွန်တော်တို့ဒီမှာကသုံးလုံးပေါင်းကြီးဒီ sorry ခုံကိုသုံးလုံးပေါင်းကြီးဒီ၄နဲ့ sorry ခုနက၄၄ကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီ၁၀နဲ့ပေါ့လို့ရှိရင်၄အဲ့၄၄ဖြစ်တဲ့ခါအသုံးကိုနေမှာအသုံးထိပ်ပြီးသွားတဲ့ခါမှာ ုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကိုနှစ်နောက်ပေးနေပေါ့လို့ရှိလေအခုဒီမှာကျွန်တော်ခွန်သလုံးကြာနေတယ်အဲ့ခွန်ဒီကျွန်တော်တို့ကနှလုံးပေါင်းကြီးဒီ၃၉နှစ်ဆိုတော့တစ်တစ်ကို၃နှစ်ပေါ့လို့ရှိလေလေးကို၇နှစ်ပေါ့လို့ရှိရင်တစ်အဲ့ဒီဒီကျွန်တော်ဒီ၃၃ညာလေးသုံးလုံးပေါင်းကြီးဒီခွန်ခွန်ကို၄နှောက်ပေးနေပေါ့လို့ရှိရင်တစ်ဆိုပြီးတော့ကျွန်တော်တို့ကဏ္ဍတက်ကသုံးနှစ်လေးကဏ္ဍတက်ကသိစီလေတိုင်းနောက်ပေးနောက်ပေါင်းချင်းရှိပေါင်းချင်း break လုံးဝမပြူဒီကနေ။နော်ဒီကနေ့ကျွန်တော်လုံးဝမပြူဒါကကျွန်တော်ဒီအမြင်လေးတော့ပဲ ကျွန်တော်ဆိုလိုချင်တဲ့ဒီအမြင်လေးနဲ့လည်းကျွန်တော်တို့တတိတွေဆိုလို့ပြအလောင်းပြလို့များကဏ္ဍကြီးကကျွန်တော်တို့ကဟိုဖြစ်နိုင်တယ်မဖြစ်နိုင်တယ်တော့ကံမပေးလို့ပေါ့နော်ကျွန်တော်ပယ်တာတွေလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်မနေ့ကဒီနေ့လို့ပေါ့နော်ဒါဒီနေ့ဒီဒီကြီးခွဲတယ်ပေါ့ဗျာနော်တူဒီမနေ့ပေါင်းညနေရောဒီခဏထွက်ပြီးသားခုနှစ်လုံးထွက်မယ်ဆိုတာသိတယ်မနေ့ကလည်းခုနှစ်လုံးညနေလည်းခုနှစ်လုံးထွက်မယ်ဆိုတာလည်းသိတယ်ဒါပေမဲ့လည်းငါးနောက်ကိုဝင်နောက်လာတယ်ထွက်မယ်ဆိုတာလည်းသိတယ်ညနေထွက်မယ်ဆိုတာလည်းသိတယ်ဒါပေမဲ့ဒီခါဒီကျွန်တော်လည်းပုရုဇေလူလားအရှိအစွဲလန်းကြီးတယ် ဆွဲလာကြည့်တယ်ခုဖော်မြူလာနဲ့စိုက်ကြတဲ့သွားချင်တာပေါ့ဗျာနော်ဆိုလို့ရင်းနဲ့တိမရကျွန်တော်ကဒါတွေကဒီ၃၅လုံးတွေကလုံးဝမသွားတော့ဘူးဆိုတော့တုံးထိပ်စီးတို့နောက်ပေါင်းချင်း၆အောက်တို့ဘရိတ်ကိုတို့လုံးဝမသွားတော့ဘူးဆိုတော့ကျွန်တော်ဒါကဒီပုံစံနဲ့ပြပေးမယ်နော်ပြပေးခုနကကျွန်တော်တို့စိုက်နေတဲ့ရင်ထိုးပါ3 2 4တကွက်နော်3 2 4တကွက်သူဒီ ဆိုလိုချင်တဲ့ပြည်ကဒီ3 4ပြားမှာကကျွန်တော်တို့တော်တော်လေးကိုဇီအားရှုပ်တယ်။အဲသူသူ3 4ပြားမှာတော့တော်တော်လေးကောင်းတယ်ပေါ့။3 4ပြားမှာတော်တော်လေးကောင်းတယ်။ကျွန်တော်နမူနာပြောပြမယ်ကျွန်တော်လလန်းမိတလောက်ပေါ့နော်လလန်းမိတလောက်ပေါ့။ကျွန်တော်ပြီးခဲ့တဲ့ဘက်ကနှစ်နောက်ဘက်ကတော်တော်လေးကောင်းတယ်။ဒါပေမဲ့ဒီခွန်၈6နှစ်လို့ဒီခွန်၈6နှစ်လို့ပုံစံမျိုးကြီးတာပြမယ်ဆိုကျွန်တော်လိုက်ဝဲနဲ့ပြီးမှာပေါ့။ဒီကြားထဲမှာလှုပ်လှုပ်ခဲ့တာလေ။ဒါပေမဲ့လုံးဝခွန်သေးစီမပြီးတော့တဲ့အတွက်ကျွန်တော်အော်တူ ကျွန်တော်နှစ်နောက်ပြီဆိုရင်ခွန်တီစီပါယူခြင်းတာခွန်တီစီဆိုနှစ်နောက်ပြီပါယူခြင်းတာကျွန်တော်အဲ့စိတ်တွေကဒီခါလေးဒီချက်ချက်အလိုက်လွန်တာပေါ့ဗျာနော်ဘာဖြစ်လို့လဲဆိုတော့ဒီ၃လေးပြားမှာသူ့ကိစ္စကျွန်တော်တို့ပြီးသွားတယ်၃၅ပြားတွေမလာခဲ့နဲ့ရှင်း၅ပြားတွေမလာခဲ့တော့နဲ့ကျွန်တော်တို့ဒီစတပိုင်းပြောခဲ့တယ်လို့ပဲကျွန်တော်ခံခဲ့ရပြီပြီရှင်း၅ပြားတွေနဲ့၃၅ပြားတွေနဲ့တောက်ရှောင်းကျွန်တော်တို့တတိယကိုခံခဲ့ရပြီပြီနော်နမူနာပေါ့ဗျာနော်နှလုံးပေါင်းကြီးဒီတစ်ကိုခုန်နှက်ပေါ့လို့ရှင်းရှင်းပေါ့အဲ့စစ်ဒီရှင်းပါွားတော့လား လုံးပေါင်းကြီးဒီတစ်ကိုခုနဲ့ပေါင်းလို့ရှိရင်၈ပါဝါတုံးလာလားလုံးပေါင်းကြီးဒီတစ်စီတစ်စီကို၈နဲ့ပေါင်းလို့ရှိရင်၈ပါဝါတုံးလာလားလုံးပေါင်းကြီးဒီကိုကိုကို၉နောက်ပိနဲ့ပေါင်းလို့ရှိရင်၈ပါဝါတုံးလာလားလုံးပေါင်းကြီးဒီနှစ်ကို၂နဲ့ပေါင်းလုံးပေါင်းကြီးဒီခုခုကို၂နဲ့ပေါင်းလို့ရှိရင်ကိုကို၉ပါဝါ၄လာလားသုံးဖြစ်တော့နော်နမူနာသုံးဖြစ်တော့လုံးပေါင်းကြီးဒီတစ်ကိုခုနဲ့ပေါင်းလို့ရှိရင်၈ပါဝါတုံးလာလုံးပေါင်းကြီးဒီ နှလုံးပေါင်းကြီးဒီဒီတစ်ကိုခွန်းနဲ့ပေါက်လို့ရှိရင်၈ပါဝါသုံးလာလားနှလုံးပေါင်းကြီးဒီ၁၀၁၀ကိုရှင်းနဲ့ပေါက်လို့ရှိရင်၈ပါဝါသုံးလားနှလုံးပေါင်းကြီးဒီ၉ကို၉ကို၉နဲ့ပေါက်လို့ရှိရင်၈ပါဝါသုံးလာလားနှလုံးပေါင်းကြီးကိုခွန်းကို၂နဲ့ပေါက်လို့ရှိရင်၉ဆိုပြီးထည့်သွားတယ်နော်အတူကလက်ကထည့်ခဲ့တာပေါ့ကျွန်တော်အဓိကပြဿနာသုံးလို့ရှိရင်ရဲရဲမကန်ရတာကသုံးလုံးပေါင်းကြီးဒီ၁သုံးလုံးပေါင်းကြီး၂သုံးလုံးပေါင်းကြီး၃သုံးလုံးပေါင်းကြီး၄သုံးလုံးပေါင်းကြီး၅ဆိုပြီးတော့ဒီကောင်ဝင်းရှုပ်သွားတယ်ပြီးတယ်ပါကသုံးလုံးပေါင်းကြီးဒီတသုံးလုံးပေါင်းကြီးနဲ့သုံးလုံးပေါင်းကြီးသုံးသုံးလုံးပေါင်းကြီးလေးသုံးလုံးပေါင်းကြီးကသုံးလုံးပေါင်းကြီး6ဆိုပြီးတော့ဒီမှာကျွန်တော်တို့တိတိကျကျမလာခဲ့တဲ့ကျွန်တော်ပြပြီးမယ် ကျွန်တော်တက်ခဲ့တာလေးတွေတရားမှတ်ခဲ့ပါနော်ကျွန်တော်တက်ခဲ့ကျွန်တော်ပယ်ခဲ့တာလေးတွေတရားမှတ်ခဲ့ပါမိမိတို့ဘာသာနော်သူဒီမှာကဒီသုံးလုံးမောင်းချင်းဒီရှစ်မှာဒီဘက်မှာကကျွန်တော်တို့84လေးရစခဲ့တာလေးဒါလေးတွေကိုပြန်ယူမှာဒါလေးတွေတရားမှတ်မှတ်ခဲ့ကြအောင်နော်ဒါလေးတရားမှတ်ပြန်ယူမှာကျွန်တော်ဒါလေးတရားမှတ်ပြန်ကြိုင်ပါအဲသူတွေမလာခင်မှာအထက်မှာဘာတွေလုပ်ခဲ့တယ်လေကျွန်တော်တို့ဆက်တစ်ပိုင်းက ထပ်ပါတခါပြန်ကြည့်ပြန်နော်ဒါကျွန်တော်ဒီဆက်လက်ကြည့်မှာထိုးဖို့အတွက်ပြောတာမဟုတ်ဘူးထိုးရမယ့်ကဏ္ဍကိုနှီးစက်အောင်ပြပေးတာနော်ကျွန်တော်သူ့ရဲ့ခင်မှာဆော်တော့ဘက်ကဒီဘက်ကလာလာလေးကျွန်တော်မပြတော့နော်ဒီလိုရင်းတော့ပဲပြပြီသုံးလုံးပေါင်းကြီးဒီကငါ့ကိုကျွန်တော်၃နဲ့ပေါင်းလို့ရှိရှစ်လို့ရတာဒီငါ့ကို၃နဲ့ပေါင်းလို့ရှိသူရှစ်လို့ရတာအဲ့ရှစ်ကိုသေးကြအောင်လို့ဒီနှလုံးပေါင်းကြီးဒီတစ်ကိုဒီခွန်တော့ပေးနေလေပြန်ရှစ်ခဲ့တာအဲ့ဒါကြောင့်မို့ဒီနှလုံးပေါင်းကြီးတစ်ကိုဒီလေးလုံးပေါင်းကြီးဒီတစ်ပါပါ၆လို့ရင်းထည့်တာအဲ့လိုထည့်ပြရတဲ့ဒီမှာလေဒီမှာရှိခဲ့တဲ့၉နှောင်းပေးလေးကဒီ၆နှင်း၅လို့ထည့်တာ ဲ့ငါတို့ထိန်ပြငါးနှစ်ခက်လည်းသုံးချရပဲသုံးရှစ်ပါပါလည်းသုံးချရပဲနော်ဒီသုံးလုံးမောင်းကြီးဒီက10လို့ထည့်တာသုံးလုံးမောင်းကြီးဒီ10အဲ့ဒီ10ကိုဘွာသုံးနေလဲကျွန်တော်သုံးလို့ထည့်တာဒီသုံးလုံးမောင်းကြီးဒီ10ကြောင့်10ပါပါငါလို့ထည့်တာကျွန်တော်ဒီလိုပြမယ်ဆိုလို့ရှိရင်လိုက်ကကျွန်တော်တို့ကျွန်တော်တို့ပြီးမှာမဟုတ်ဘူးနော်ပြီးမှာမဟုတ်ဘူးနော်ကျွန်တော်ပြပြီပဲကျွန်တော်ကအရှင်တော့ကျွန်တော်တတိတိကံကဒါမှမဟုတ်ပြအခုနောက်ပဲမပြမပြဆိုလိုက်တီရှေးမှာဒီအကောက်တီခဏခဏဖြတ်ချခံလို့နော်လုတ်ချက်က အလကဘလိုင်းတက်တက်လာတာပေါ့ကျွန်တော်ပြောခဲ့သလိုပဲဒီသလုံးမောင်းကြီးဒီကငါ့ကိုသုံးတက်ပေါ့လို့ရှိရင်ရှစ်တူတလုံးထည့်လိုက်တယ်အဲ့ရှိတဲ့ပြီမှာသုံးထည့်လာလားအဲ့ထည့်ပါတကဒီသလုံးမောင်းကြီးတိတ်ကိုဖုန်နဲ့ပေါ့လို့ရှိရင်ရှစ်ထည့်တယ်နော်ဒီသလုံးမောင်းကြီးပြစ်ကြောင့်ဒီသလုံးမောင်းကြီးဒီလေးလုံးမောင်းကြီးဒီ၆တာလာအဲ့၆ပြီတဲ့သလုံးမောင်းကြီးဒီ၁၀လာတာအဲ့သလုံးမောင်းကြီး၁၀ကိုကျွန်တော်တို့ဒီသုံးတက်ပေါ့လို့ရှိရင်သုံးလို့ဘွာသုံးလို့ပြန်ထည့်လာလားနော်ဘွာသုံးလို့ပြန်ထည့်လာအဒီသုံးလုံးပေါင်းကြီးဒီဒီနှလုံးပေါင်းကြီးတိဒီသုံးလုံးပေါင်းကြီးလေးလုံးပေါင်းကြီးဒီ၆ပါဒီနှလုံးပေါင်းကြီးဒီ၆ပဲဒီနှလုံးပေါင်းကြီးဒီ၅ကြောင်းမူတယ်ဒီသုံးနဲ့ ငါလက်ခက်သုံးလာတာဒါမှမဟုတ်ဒီသုံးလုံးပေါင်းကြီးတွေပြန်ရှစ်တာလားလာ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 ကနော်ကျွန်တော်တို့အခုဒီခါဒီမှာဒီနှလုံးပေါင်းကြီးဒီဒီတစ်ကိုခုနှစ်ပေါင်းလို့ရှင်ကျွန်တော်တို့ရှစ်လိုက်ရောရှစ်လိုက်တဲ့အခါမှာကျွန်တော်တို့ရှစ်ချောက်မှာသုံးလုံးပေါင်းကြီးဒီရှစ်ချောက်မှာသုံးလုံးပေါင်းကြီးဒီကိုကိုကောဘူးနဲ့ပေါင်းလို့ရှင်ကျွန်တော်တို့ရှစ်လို့ပြန်ထည့်တာကိုကောဘူးနဲ့ပေါင်းလို့ရှင်ရှစ်လို့ထည့်လာတဲ့အခါမှာဒီမှာကကျွန်တော်နှလုံးပေါင်းကြီးဒီဒီတစ်ကိုကျွန်တော်တို့သုံးနှစ်ပေါင်းလို့ရှင်လေးလို့ထည့်တာတစ်ကိုသုံးနှစ်ပေါင်းလို့ရှင်လေးလေးကိုကောဘူးနဲ့ပေါင်းလို့ရှင်ကျွန်တော်တို့သုံးလို့ထည့်တာ အဲ့96တုံးသုံးလုံးပေါင်းကြီးဒီ၄ကြောင်ကို968သုံးလုံးပေါင်းကြီးဒီ4လို့ထည့်ခဲ့ရသေးတာနော်4လို့ထည့်ခဲ့ရသေးတာသူအနေထားကအဲ့လိုထည့်ခဲ့ရသေးတာနော်အဲ့ကိုပြီးပြီဆိုတာကပြန်ပြီးပြန်မလာလည်းကနှလုံးပေါင်းကြီးဒီ30 30ကို10နောက်ပိတ်နေပါလို့ရှင်ရှိဒီ10နောက်ပိတ်ဒီကျွန်တော်တို့926သုံးလုံးပေါင်းကြီးဒီခွန်926သုံးလုံးပေါင်းကြီးဒီခွန်ခွန်ကို what နဲ့ပေါ်လို့ရှင်ရှိဆိုပြီးတော့တခါ10နောက်ပိတ်နေတော့ထည့်နေတော့တခါပြန်ထည့်ပြီလားဆိုတော့ဘာလဲနောက်ပိတ်ဒီတစ်ခုတည်းကိုထည့်စီပါအော်တို့ထည့်တာထည့်စီတစ်ခုတည်းကိုနောက်ပိတ်ပါ အော်တိုထည့်ပြီးတာအဲ့ချိန်မှာကျွန်တော်တို့6 1သုံးလုံးပေါင်းကြီးဒီ6 1သုံးလုံးပေါင်းကြီးဒီနေ့ကို꽈တင်နေပေါင်းလို့ရှိရင်သုံးဆိုပြီးတော့သူကထေစီနောက်ဘေးကိုတေချာအောင်ပြန်ချုပ်ပေးလိုက်တာအဲ့ပြန်ချုပ်ဒီ1 1ကိုဒီ6 1သုံးလုံးပေါင်းကြီးဒီနေ့ဒီနှစ်ပါပါသုံးလုံးပေါင်းကြီးဒီခွန်လို့လဲကျွန်တော်တို့ရိုက်ခဲ့အောင်ပါနော်ဒီပါပါကျွန်တော်တို့ခွန်လို့ပဲရိုက်ခဲ့အောင်ပါသူဘလိုင်းတက်တက်ကြားလို့မရသေးဘူးနော်ဘလိုင်းတက်တက်ကြားလို့မရသေးဘူးဟုတ်ပြီနော်ဒါတစ်ဖက်ဒီဒီမှာဖားကြောင်းလို့ကျွန်တော်ပြောပြမလို့လာတာနော် ူဒီမှာကကျွန်တော်နှလုံးပေါင်းကြီးဒီကိုကိုကိုနောက်ပိတ်နဲ့ပေါင်းလို့ရှိရင်ရှစ်လို့ထည့်တယ်။အဲ့ရှိဒီကျွန်တော်တို့1နှစ်တော့1နှစ်တော့သုံးလုံးပေါင်းကြီးဒီ6 6ကိုနှစ်နဲ့ပေါင်းလို့ရှိရင်ရှစ်လို့ထည့်တာ။နော်ဒီသုံးလုံးပေါင်းကြီးဒီရှစ်။အဲ့ချိန်မှာကျွန်တော်တို့3 6နှစ်သုံးလုံးပေါင်းကြီးဒီ1 3 6နှစ်သုံးလုံးပေါင်းကြီးဒီ1ကို1နှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့3လို့ထည့်တာ။ဒီ6 3နှစ်သုံးလုံးပေါင်းကြီးဒီ1ကို1ပါวะ1နှစ်တော့သုံးလုံးပေါင်းကြီးဒီ6လို့ထည့်တာ။နော်အဲ့လို6လို့ထည့်တာ။အဲ့လို6လို့ထည့်သွားပြီးပြီဆိုမှဒီမှာက3ထည့်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 ပြန်လာတာ။ ဲ့သုံးထည့်သုံးထည့်လာတဲ့ခါမှာဒီကြားထဲမှာကခုနကကျွန်တော်ပြောခဲ့သေးတယ်ဒီနှလုံးပေါင်းကြီးဒီကငါ့ကိုသုံးတဲ့ပေါင်းလို့ရှိရှိဒီနှလုံးပေါင်းကြီးဒီကငါ့ကိုသုံးတဲ့ပေါင်းလို့ရှိရှိဒီနှလုံးပေါင်းကြီးဒီကငါ့ကိုသုံးတဲ့ပေါင်းလို့ရှိရှိရှစ်ဒီနှလုံးပေါင်းကြီးဒီကငါ့ကိုသုံးတဲ့ပေါင်းလို့ရှိရှိရှစ်ခုကဒီနှလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုသုံးရတဲ့ပေါင်းလို့ရှိရှစ်ဆိုပြီးတော့သုံးချထည့်မလာခဲ့ပါနဲ့ခုနကကျွန်တော်ပြောခဲ့သေးတယ်ဒီနှလုံးပေါင်းကြီးဒီတစ်ကိုနှစ်နဲ့ပေါင်းလို့ရှိသုံးပြီးသွားပြီဟုတ်ပြီဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီသုံးလုံးပေါင်းကြီးဒီနှစ်သုံးလုံးပေါင်းကြီးဒီနှစ်ကိုကျွန်တော်တို့ ဘွားနှစ်နဲ့ပေါ့ဘွားငါးနဲ့ပေါ့လို့ရှိရင်ကျွန်တော်တို့ဖုံးဖြစ်သွားပါတယ်။ရှစ်လည်းမဖြစ်ခဲ့ပါဘူး။မဖြစ်ခဲ့လို့လည်းကျွန်တော်တို့ကိုသုံးသုံးသုံးလုံးပေါင်းကြီးဒီသုံးသုံးကိုသုံးလုံးပေါင်းကြီးဒီငါငါ့ကိုငါးနဲ့ပေါ့လို့ရှိရင်သုံးရလို့ဖြစ်သွားပါတယ်။သူ့ပလီစင်ကဒီသုံးသုံးကိုသုံးလုံးပေါင်းကြီးဒီငါ့ကိုငါးနဲ့ပေါ့လို့ရှိရင်သုံးရသုံးရပါပါငါးဆိုပြီးကျွန်တော်တို့ငါးထည့်စီလည်းမလာခဲ့ပါနဲ့။သုံးရထည့်လည်းမလာခဲ့ပါနဲ့ငါးထည့်စီလည်းမလာခဲ့ပါနဲ့။အဲ့လိုဖြစ်သွားတဲ့အခါကျတော့ဆိုလိုချင်တဲ့ဒီပြအခုဒီမှာလဲ၆၅၆၉မှာ ်ဆောက်သုံးခုသုံးလုံးပေါင်းကြီးဒီရှိနှစ်သုံးပြန်လာကြလို့ဆွေးဆွေးနေနော်ဆောက်သုံးခုသုံးလုံးပေါင်းကြီးဒီရှိနှစ်သုံးသုံးသုံးလုံးပေါင်းကြီးဒီရှိသုံးသုံးနှစ်သုံးလုံးပေါင်းကြီးဒီရှိနှစ်သုံးသုံးသုံးနှစ်သုံးလုံးပေါင်းကြီးဒီရှိသုံးသုံးညာငါသုံးလုံးပေါင်းကြီးဒီရှိဆိုသုံးညာတိကိုပြခဲ့တယ်နော်အဲ့သုံးညာတိပြခဲ့တဲ့အခါမှာခုနကကျွန်တော်တို့ပြောခဲ့တယ်ဒီယူခဲ့တဲ့ဟာလေးပေါ့ဗျာနော်ကျတော့ကဒီမှာကသုံးလုံးပေါင်းကြီးဒီ၅ဟုတ်ဗျ။နော်သုံးလုံးပေါင်းကြီးဒီ၅လို့ယူခဲ့တာ။ဒီ၅ဟုတ်ဒီသုံးလုံးပေါင်းကြီးဒီ၃ညလို့ဖြစ်ရမယ်လို့ပြောခဲ့တာပေါ့လား။ ်နော်ဒီသုံးလုံးပေါင်းကြီးတွေတုံချတယ်ဒီသုံးနဲ့မှာတုံလာအောင်နော်ဆိုလိုချင်တဲ့လေးပြအဲ့ဒီသုံးလုံးပေါင်းကြီးတွေငါ့ကိုဒီခွန်တော့ပိနဲ့လန့်ချိတဲ့ကောင်မှာနှစ်လို့ဖြစ်သွားတယ်အဲ့ဒီဒီကျွန်တော်တို့၉နဲ့၃နဲ့ပေါင်းလို့ရှိရင်နှစ်လို့ဒီလိုလက်အတိုင်းပဲပါခဲ့ရမှာနော်၉နဲ့၆နဲ့၅၆ကိုသုံးလုံးပေါင်းကြီးတွေကို၅၆ကိုသုံးလုံးပေါင်းကြီးတွေကိုကိုကျွန်တော်တို့ခွန်တော့ပိနဲ့ပေါင်းလို့ရှိရင်၆လို့ထဲတာသူသူပါဝါလန်လာပဲအဓိကတော့နော်သူရဲ့ပါဝါလန်လာပဲရှင်ကားနေသုံးလုံးပေါင်းကြီးတွေကငါ့ကိုခွန်နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ကိုကျွန်တော်တို့၉နောက်ပိနဲ့၃ထိနဲ့နှစ်တယ် ခုဒီမှာကကျွန်တော်တို့5 6 7သုံးလုံးပေါင်းကြည့်ဒီခုကိုခုနောက်ပိတ်နေပေါ့လို့ရှိရင်6 6ဒီကျွန်တော်တို့3နဲ့3နဲ့ပေါ့လို့ရှိရင်6တယ်နော်ဒီမှာကျွန်တော်တို့6နှစ်ကိုသုံးလုံးပေါင်းကြည့်ဒီခု6နှစ်ကိုသုံးလုံးပေါင်းကြည့်ဒီခုခုကို7နောက်ပိတ်နေပေါ့လို့ရှိရင်9တယ်9ကိုကျွန်တော်တို့နှလုံးပေါင်းကြည့်ဒီ9တယ်နော်နှစ်သုံးတက်သုံးလုံးပေါင်းကြည့်ဒီ6ဒါသူ့လည်းရောက်လာနော်6 6ကိုကျွန်တော်တို့9နောက်ပိတ်နေပေါ့လို့ရှိရင်ကျွန်တော်တို့9တယ်နှစ်နဲ့3နဲ့ပေါ့လို့ရှိရင်9တယ် နော်ဒါတွေသုံးတုံးကိုသုံးလုံးပေါင်းကြီးဒီအာသုံးတုံးကိုသုံးလုံးပေါင်းကြီးဒီငါကိုနှစ်နဲ့ပေါင်းလို့ရှိခွန်ခွန်ဒီကျွန်တော်တို့ဒီနှလုံးပေါင်းကြီးဒီခွန်ဆိုပြီးတော့ကျွန်တော်တို့နှစ်ထည့်စီလဲဝင်လာခဲ့ပါလေနော်ဖြန်းပြဖြန်းပြပေါ့နော်ဖြန်းပြအနေနဲ့ဟိုနောက်ဆုံးပြီးမယုတ်မလုံပေါ့နော်နောက်ဆုံးပြီးမယုတ်မလုံကံကြာချေးဆိုရင်ကျွန်တော်တို့ဟိုတုံညာနှစ်တုံညာထည့်တူနှစ်ထည့်တူလို့ကျွန်တော်ဟိုလုံးလုံးကြီးတော့တရရတတိတော့မရှိသေးဘူးပေါ့နော်ဒီငါးထည့်စီတူတည့်တည့်စီတူကတော့လုံးဝ တုံးထိပ်စီတို့တိတိစီတို့ပါတိစီတို့လုံးဝကဏ္ဍကြီးတရရတဲ့ထင်ပါတော့ပါတယ်နော်တရရတဲ့ထင်ပါတော့ပါတယ်သူကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒိဋ္ဌိကကျွန်တော်တို့မတွေ့တာမမြင်တာဖြစ်ကုန်ဖြစ်နေတယ်ကျွန်တော်တို့ဘလိုင်းကြီးကတော့မလာဘူးလေဘလိုင်းကြီးကတော့မလာဘူးဘလိုင်းကြီးတဲ့သွားရင်တော့မပြောတတ်ဘူးပေါ့နော်ဘလိုင်းကြီးလေးတွေလည်းတဲ့သွားရင်တော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့ဘယ်လိုပုံစံလဲတိတိစီတီဘာကြောင့် ပယ်ခဲ့ရတယ်လေပေါ့နော်။ဘာကြောင့်ပယ်ခဲ့ရတယ်လဲဆိုတော့တတိစီတခုတခုအနေထားပေါ့နော်။ဝန်တိစီတခုအနေထားပေါ့။ကျွန်တော်တို့ကျွန်တော်ခုနကပြောခဲ့တယ်လို့ပဲ။ तू ကတခါလေဒါကြောကြောတို့ကဒီလိုစိုက်တယ်ကျွန်တော်တောင်းချင်တော့ချင်တော့ချင်တော့ချင်လို့ခေါ်တာပေါ့ကျွန်တော်ကျွန်တော်အချိုက်ပေါ့နော်။မတက်လည်းမဟုတ်ဘူး။ဘာလည်းမဟုတ်ဘူး။ရိုင်းမဖြစ်ဖြစ်အောင်ဆွဲယူလိုက်တယ်ပေါ့ဗျာနော်။ ဒီသုံးလုံးပေါင်းကြီးဒီတစ်ကိုရှင်းနေပေါ့လို့ရှင်း ጓ ရှင်းနေပေါ့လို့ရှင်းကိုလို့ထည့်ရခုနကျွန်တော်ပြောခဲ့ရပါပဲနော်သုံးလုံးပေါင်းကြီးဒီငါကို ጓ သုံးနေပေါ့လို့ရှင်းရှင်းလို့ထည့်တာပေါ့နော်ဒီမှာလည်းကျွန်တော်တို့ရှင်းလို့ထည့်တယ်ဒီမှာလည်းရှင်းလို့ထည့်တယ်ဒီမှာလည်းရှင်းလို့ထည့်တယ်ပေါ့ငါးပြားပေါ့ဗျာနော်သူကအထအခြေခံကိုလည်းပဲဆိုလိုချင်တဲ့အတိပြဒီဟာကိုလိုချင်လို့ကျွန်တော်ပြောချင်တာလားဒီသုံးကိုလိုချင်လို့ပြောချင်တဲ့ဆိုလိုချင်တဲ့အတိပြနော်ကျွန်တော်တို့ဒီ၃၃၃သုံးလုံးပေါင်းကြီးဒီ တစ်ကိုရှင်းတယ်ပေါ့လို့ရှိရင်ကိုကိုနှစ်တစ်စီနေပေါ့လို့ရှိရင်တစ်လို့ဖြစ်သွားတာပဲ။နော်နှစ်ငါးရှစ်သုံးလုံးပေါင်းကြည့်တိရှိငါငါ့ကိုသုံးလက်ပေါ့လို့ရှိရင်ရှစ်ကိုသုံးလက်ပေါ့လို့ရှိရင်တစ်လို့ဖြစ်သွားတာ။နော်ဒီသုံးလုံးပေါင်းကြည့်ဒီကိုကိုကိုကျွန်တော်တို့ကိုနဲ့ပေါ့လို့ရှိရင်ရှစ်ကိုသုံးလက်ပေါ့လို့ရှိရင်ကျွန်တော်တို့တစ်လို့ဖြစ်သွားတာ။နော်ကိုနှစ်ချောင်းသုံးလုံးပေါင်းကြည့်ဒီခုခုကိုအဲသုံးကိုနှစ်ချောင်းသုံးလုံးပေါင်းကြည့်ဒီခုခုကိုတစ်နဲ့ပေါ့လို့ရှိရင်ရှစ်ကိုသုံးလက်ပေါ့လို့ရှိရင်ကျွန်တော်တို့တစ်ဖြစ်သွားတာပဲ။တစ်နှစ်သုံးသုံးလုံးပေါင်းကြည့်ဒီ6 6ကိုနှစ်နဲ့ပေါ့လို့ရှိရင်ရှစ်ကိုသုံးလက်ပေါ့လို့ရှိရင်တစ်ဖြစ်သွားတာပဲ။ ခုကျွန်တော်တကူတုံးတုံးလုံးလုံးမောင်းကြီးဒီငါငါ့ကိုငါနဲ့ပေါင်းလို့ရှိရင်တုံးညာတုံးညာကိုကျွန်တော်တို့တက်နဲ့ပေါင်းလို့ရှိရင်တက်ဖြစ်အောင်ပါပဲဒါကကျွန်တော်တို့ဖြစ်နိုင်ခြင်းရှိအောင်ဆွဲယူကြည့်တယ်နော်ဖြစ်နိုင်ခြင်းရှိအောင်ဆွဲယူကြည့်တာ तू က6ကပ်ပဲအဲ့6ကပ်ကိုကျွန်တော်ဒီလုံးလုံးမောင်းကြီးဒီတက်နှစ်နှစ်ခုမှစားတယ်နှစ်တိစီကစခဲ့တဲ့အတွက်သုံး6နဲ့သုံးလုံးမောင်းကြီးဒီတက်ခုနှစ်သုံးသုံးလုံးမောင်းကြီးဒီနှစ်ခုသုံးသုံးသုံးလုံးမောင်းကြီးဒီသုံးရှစ်သုံးသုံးသုံးလုံးမောင်းကြီးဒီလေးခုသုံးသုံးသုံးလုံးမောင်းကြီးဒီကနှစ်သုံးတက်သုံးလုံးမောင်းကြီးဒီ6နှစ်တိစီကလာတဲ့1 2 3 4 5 6အပင်အတိုင်းပဲပတိပဲ နော်ထက်ကလာလဲကိုဒီအောက်ကနေတာလာလဲကိုဒီဗာဒီလိုတက်တက်စီလိုကဏ္ဍမျိုးဆိုရင်ဒါလည်းတိုင်းရိုးရိုးကျွန်တော်ရှင်းမပြမယ်နဲ့တင်းပေးလိုက်ရင်တော့ထိုးကြပါပေါ့လေအဲ့လိုပုံစံနဲ့ထိုးကြပါတိကြပါအောင်နော်အဲ့ပုံစံနဲ့ထိုးကြပါတိကြပါဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့အခြေခံတဘောတရားမှာကျွန်တော်တို့စခဲ့တယ်နော်ခုနကကျွန်တော်တို့ကိုးတုံညာကျွန်တော်ဒီရစခဲ့တယ်ရပါတော့ခုနကတော့တစ်ခုကြံနေခဲ့တယ်ဒီသုံးလုံးပေါင်းကြီးဒီတုံညာနဲ့ဒီခွာတုံးနဲ့သုံးလို့ထည့်တာပါတော့ အဲ့တုံးလို့ထည့်သွားတာ ਨੇ ဒီပိုင်း ਨੇ ဒီမှာလာခဲ့တဲ့အုံးလေး ਨੇ စောက်လို့ဖြစ်မတော်ဘူးလားနော်ဒါမသိတဲ့လူဆိုရင်တော့လာမှလေလေလူကတော့ဒီသုံးလုံးပေါင်းကြီး၁၀ကိုဒီသုံးလုံးပေါင်းကြီး၆နဲ့၆လို့ထည့်တယ်နော်ဒီသုံးလုံးပေါင်းကြီး၃၆မှာသုံးလုံးပေါင်းကြီးဒီ၄၄ကိုပေါ့၉နဲ့၃၃ကို၃၄နဲ့ပေါင်းလို့ရှိရင်တော့၆လို့ထည့်တယ် တကူနဲ့သုံးလုံးပေါင်းကြီးဒီနေ့ကိုတင်တဲ့ပေါ်လို့ရှိရင်သုံးကိုသုံးသိစီနဲ့ပေါ်လို့ရှိရင်ကျွန်တော်6လို့ထည့်တယ်။ဒါ36နှစ်36နှစ်သုံးလုံးပေါင်းကြီးဒီတကူနဲ့နဲ့ပေါ်လို့ရှိရင်သုံးကိုသုံးလက်ပေါ်လို့ကျွန်တော်6 6လို့ထည့်တယ်။အခုကကျွန်တော်တို့9နှစ်ကသုံးလုံးပေါင်းကြီးဒီနေ့နှစ်ကို9နှစ်ပေါ်လို့ရှိရင်ခွန်ခွန်ကိုကျွန်တော်တို့6ဖြစ်ဖို့ပါတဲ့ဒါကိုထိစီဒါ9များနော်ကိုထိစီအဒါလည်းကျွန်တော်တို့ဒီလိုဆိုင်လေးတင်မယ်ဆိုရင်ထိုးတာထိုးပါပဲ။ဟိုနားမလည်တဲ့ဝါဒလာရှင်ထိုးတာတော့ထိုးပါပဲ။ ဘာလို့လဲဆိုတော့နားမလည်တဲ့အတွက်ဒီကြောက်ထုံးမှာဒီဖြစ်စင်မှာကကျွန်တော်ဆိုလိုချင်တဲ့တွေ့ပြဒီ3 4ပြားလို့အဆုံးတတ်သွားတဲ့ခါမှာ4 4ပြား3 4ပြားတွေပဲကျွန်တော်တို့နော်ဒီရားထဲမှာကျွန်တော်တို့အများကြီးလာလို့မရဘူး2 6နဲ့8 3 5နဲ့8 5 3 5နဲ့8 3 5နဲ့8နော်ဒီ2 6နဲ့8ဒီအစားတယ်3 5နဲ့8တယ်5နဲ့3နဲ့8တယ်5နဲ့3နဲ့8တယ်3 5နဲ့8ခဲ့တော့ဘူးနော်အဲ့ဒါကြောင့်ဒီနှလုံးဒီ2 6နဲ့8ကို ရှစ်ပါးပါသုံးတာလားဒါမှမဟုတ်ဒီသုံးလုံးပေါင်းကြီးရဲ့ရှစ်ပါးပါသုံးတာလားသုံးလုံးပေါင်းကြီးရဲ့တက်တာလားလာပြီနော်နှစ်သုံးဖြောက်သုံးလုံးပေါင်းကြီးဒီတက်တာလားဒီသုံးလုံးပေါင်းကြီးရှစ်ချောင်းကိုရှစ်ပါးပါသုံးတာလားသုံးလုံးပေါင်းကြီးဒီတက်တာလားဒီသုံးလုံးပေါင်းကြီးဒီရှစ်ချောင်းကိုရှစ်ပါးပါသုံးတာလားသုံးလုံးပေါင်းကြီးဒီတက်တာလားဒီသုံးလုံးပေါင်းကြီးဒီရှစ်ချောင်းကိုရှစ်ပါးပါသုံးတာလားသုံးလုံးပေါင်းကြီးဒီတက်တာလားဒီသုံးလုံးပေါင်းကြီးဒီ၆ချောင်းကို၆ပါးပါတက်တာလားဒီသုံးလုံးပေါင်းကြီးဒီကတက်ပါလားအော်တိုကျွန်တော်တို့ငါးထိပ်နဲ့တစ်ထိပ်ကိုးထိပ်အဲ့ဒါအော်တိုပဲလေဆိုတာပြောတာနော်ပထမလေးစီမပေါက်တာလားကျွန်တော်တို့ ရတယ်လက်ခံတယ်ဘာမှရှိမပေါက်တာကလက်ခံတယ်မပေါက်တဲ့ဟာကိုပဲမကြောက်အဖြစ်လို့ဖြစ်သွားတာလည်းဘယ်လိုဖြစ်တာလဲကျွန်တော်တို့အဖွင့်ရှိရအပိတ်ရှိရအပိတ်ရှိရအဖွင့်ကိုဖွင့်ပေးရမယ်နော်အပိတ်ရှိရအဖွင့်ရှိရမယ်အဖွင့်ရှိရအပိတ်ကဒီကြောင်မို့ပိတ်ကိုပိတ်ပေးရမယ်နော်ဒါကကျွန်တော်ကဆရာလောက်တာလည်းမဟုတ်ဘူးကျွန်တော်တွေ့တာမြင်တာသုံးသက်တာကျွန်တော်တွေ့တာမြင်တာသုံးသက်တာတွေ့တာမြင်တာသုံးသက်တာဝါသနာရှင်တွေကတချို့ကထိုးရုံသက်သက်လောက်ပဲပါတယ်ဒါပေမဲ့တချို့က ပညာရှိမှုအနေနဲ့ဝါသနာရှင်တွေပါတယ်။မပညာရှိမှုတွေဝါသနာရှင်ပါတယ်ကျွန်တော်ကကျွန်တော်တို့နောက်နောက်လိုင်းပေါ်မတက်ဖြစ်ခဲ့လို့ရှိရင်ကျွန်တော်ကလည်းမအောင်မြင်တာအောင်မြင်တာတဲ့ကျွန်တော်ပြတဲ့ပညာနည်းနည်းပါးပါပါတော့ကျွန်တော်ကျင်းနေပြီကျွန်တော်မရှိလည်းဖြစ်ပြီဆိုရင်ဒါကျွန်တော်ပို့ပြီးတော့ကျင်းနေရမယ်ပြီးပြီးဖြစ်ရမယ်။ဒါမှလည်းကျွန်တော်တို့ကတန်တယ်ပေါ့ဗျာ။ဆိုလိုချင်တဲ့တိပြဆိုလိုချင်တဲ့တိပြာဆရာလက်တပည့်ကပို့တော့ရမယ်ပေါ့နော်ဆရာလက်တပည့်ကပို့တော့ရမယ်ပေါ့အဲ့ပုံစံမျိုးပဲကျွန်တော်ပြချင်တာကျွန်တော်က လေရန်ဒါဒုတိယလုံးလုံးရှိရှိပက်ပက်လဲမပြောဖြစ်တာများတယ်ပေါ့အခောက်ကြောက်လာတယ်ပေါ့နော်တတိယလောဆိုတော့အခောက်လေးတွေကလိုက်သမားလေးတွေနည်းနည်းလေးတော့ပုံမဖြစ်သေးဘူးပေါ့နော်အန်တယ်မပြီးသေးဘူးဗျာအပေါ်တိုင်းမှာအန်တယ်တော့မပြီးသေးဘူးအဲ့လိုပုံစံကြောင့်ဒီနေ့ညမှာနော်ဒီနေ့ညမှာဆိုတော့ကထီစီပိုင်းလောက်ပေါ့နော်အထူးကကျွန်တော်ဒီကအခုရေးထားတဲ့ပြောထားတဲ့အဓိကတစ်ခုပါထီစီပိုင်းလောက်ကိုပဲကျွန်တော်ကဦးစားပြီးပြီးတော့ဒါသူညာ တိနေတုံမေငါဟုသူများတိနေတုံလေးငါဟုဆိုသီသီခွန်လုံးချန်လာအဲ့သီသီခွန်လုံးမှာကျွန်တော်6ခွန်ရှိပြကြမ်းနေတာနော်ဒီသီသီခွန်လုံးကကျွန်တော်ကနှစ်သီစီနဲ့တုံရသီစီကလွဲလို့ချင်းကြမ်းနှစ်သီစီငါလောကလောကမကိုက်ဘူး နော်ဒါကြိုက်နေတတ်မှာအတူပြုပါကျွန်တော်လည်းဒီစာပြန်ပြီးကြည့်ပါကျွန်တော်ကြံကောင်းကြံခဲလေးပဲပေါ့နော်ကြံကောင်းကြံခဲလို့ရှိရင်လည်းပြန်ဆက်ပြီးတော့ကျွန်တော်လိုက်ဆက်လို့ပဲခုလိုက်ကအနေနဲ့တော့ဟိုကြာတလားတော့မတူကျွန်တော်ဒီစာမကြည့်မိဘူးတကားလည်းဟိုပြောကောင်းနေရတယ်ပေါ့နော်တကားပြောကောင်းနေရတယ်အာကျွန်တော်ကြံခဲလာရှိရင်လည်းပြန်ပြန်ကျွန်တော်ဖြည့်ဆွပြီးတော့ပေါ့နော်အဓိကဆိုလိုချင်တဲ့အတိပဲဒီနိုင်မှာဘုံဖွဲတဲ့ခါဘုံဖွဲတဲ့ခါဒီကျွန်တော်တို့အဲဒီခုခုကျွန်တော်တို့ကျွန်တော် တဘောတရားပေါ့ဗျာနော်ကျွန်တော်တို့အခုဒီမှာကျွန်တော်တို့နိုင်စားပြာကျွန်တော်တို့ဘောဒီနော်ဘောဒီအလုံးတစ်ထောင်အလုံး10လုံးပေါ့ဘောဒီ10လုံးပေါ့နော်ဟိုဘက်10လုံးအဲတဝတိုးကိုကနား10လုံးစီပေါ့ဗျာနော်ကနား10လုံးစီပေါ့ဘာလို့ဆိုအကွကနား10လုံးကို60ပေါ့ဗျာ6လုံးဆိုတော့သူတို့ထိုင်းနိုင်ငံပေါ့နော်6လုံးပေါ့ဗျာတို့နိုင်ငံက3လုံးပေါ့ကနားလုံး60ကနအလုံး60တကယ်ခေါ်ဒီနိုင်တယ်တေချာတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတုံးတိစီက၄ချိန်ကြာဖို့ဆိုတော့မလွယ်ဘူးကျွန်တော်တို့ နော်၃ဒီစီ၄ချိန်ကြောက်ဖို့ဆိုတော့တော်တော်ကုသိုလ်ကံနေတော့မရဘူးနော်လက်ခံလာအဲ့လိုဇလန်းကဒီလိုဒီခင်းလာပြီဆိုလို့ရှိရင်ဒါတတိထားတော့ဒီလိုဒီပါလာပြီဆိုလို့ရှိရင်တတိထားတော့နော်မနေ့ကကျွန်တော်ကတနည်းပဲလို့ခံလာ၆ဒီ၆လက်ပဲတပြီးခံလာ၆လက်ပဲကလည်းဂေါ်ဒီနိုင်ဆန်းကလည်းကြိုက်တော့နိုင်ဆန်းကလည်းဘယ်ဟုတ်မလဲကျွန်တော်တို့ဂေါ်ဒီနိုင်တာအများကြီးဘယ်လိုဖြစ်နေပါမလဲ ကျွန်တော်ပူပူဆိုတာထိထိလေးလုံးပဲနော်သုံးလုံးလောက်ဆိုရင်လည်းစဉ်းစားကြရလိမ့်မတိမတာလေးနဲ့ဘော်ဒီနိုက်တယ်ဆိုပြီးတော့လက်ခံလက်ခံအောင်ပဲလေးလုံးကြတော့ဘော်ဒီနိုက်တယ်ဆိုတော့ကျွန်တော်ကတော့လုံးအောင်လက်မခံဘူးစနစ်တွေမြိုက်ပါလေအဲ့လိုကနားဒီလိုဒီဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာကနားတော့နှိစက်တယ်ဘာကနားတော့နှိစက်တယ်အဲ့ထက်မှာကိုကဆက်ဆက်ဖို့အရေးကြီးတယ်နော်ကိုတွေ့ရတယ်ကိုမြင်လာတယ်ဆက်ဆက်ဖို့အရေးကြီးတယ်တကန်ကောင်းကျင်တဲ့လူကတော့ကန္နမကတော့ပြောလို့ဘူးကန္နမကတော့ဟိုပန်ရတဲ့အနိုင်ရှိတယ် ပတ်စံလက်ထဲရှိတဲ့ကံနဲ့မယူရဲဆံနဲ့ကံနဲ့ပတ်စံလက်ထဲရှိတဲ့မယူရဲလဲဆံရဲတဲ့ကံလဲကောင်းနေတဲ့ခြေဆိုရင်ပေါ့ဗျာနော်ဒါဒီနှလုံးမွေးကိုနှလုံးမွေးလေးနှလုံးမွေးဆက်တယ်နှလုံးမွေးဆက်နေဆိုပြီးတော့တုံးကားနဲ့မှတင်းချီပေါက်တယ်လေလူမျိုးလူပေါ့နော်။ဒါကုလူညာတင်းနေဆိုပြီးတော့ဒီလူလူလည်းအများကြီးရှိတယ်။ကျွန်တော်တို့ညာသမားတွေဘယ်တော့ပဲတော်တော့ညာသမားလည်းရှိတယ်။ဒါပေမဲ့ညာသမားကဘာပါသားတယ်လဲဆိုတော့ခဏခဏမှထွက်လာတဲ့အခါကျတော့ပေါက်ဆရာရှိရင်ချစ်ချင်ပြီးတော့ထိထိမိမိ ပေါက်တယ်ပေါ့ဗျာငဏရလို့စိတ်တန်းချလို့လက်ထဲမှာပတ်စံရှိရင်ပေါ့ဗျာထိုးနိုင်တဲ့အရာရှိရင်တော့ဒါဘာမှစီချိုးတော့အနေနဲ့ညာပြောင်းလဲနိုင်ပါတယ်နော်နောက်ရက်ဒီမှာဆက်တွေ့ပါမယ်ကျွန်တော်ကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့အောက်ထဲမှာကျွန်တော်ကိုယုံကြည်တဲ့လူတွေအများကြီးကျွန်တော်ကိုချစ်ခင်တဲ့လူတွေအများကြီးကျွန်တော်ကနန်းကိုလက်ထုတ်တဲ့လူတွေအများကြီးကျွန်တော်ကနန်းနဲ့ပတ်သက်ပြီးတော့သူတို့တတိတိကောင်းခဲ့တဲ့လူတွေအများကြီးပောက်ခဲ့တဲ့လူတွေအများကြီးအားလုံးကျွန်တော်ကစိတ်ပါတယ်ဖြစ်စီမပါတယ်ဖြစ်စီနော် ကျွန်တော်လောက်ရမယ်လို့ကကျွန်တော်အလုပ်ပဲเนาะပေါ့တာမပေါ့တာတော့ကံပေါ်ပဲကျွန်တော်တက်နေဆုံးတော့ကျေးဇူးပါတယ်မင်္ဂလာလို့ဆက်ကားပါเนาะအားလုံးပဲမင်္ဂလာညချမ်းပါလက်ပြန်ထပ်ပြီးတော့ပြန်ဆုံတွေ့ကြပါမယ်